ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ရှင်လွှဲမှာပါစေ။ 2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့တနင်္ဂနွေသာသမီများအတွက်တနေ့တာဟောစရံပဲဖြစ်ပါတယ်တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှာစာရွက်စာနှံကိစ္စစက်ပစ္စည်းကိစ္စဆက်တူရှယ်ကိစ္စအတွက်တွေမှာဒီနေ့အတွက်အဲ့ဒီအတွက်တွေကိုစိတ်အနောက်ရှက်ဖြစ်เสียများနဲ့ကြုံပြရတဲ့အိမ်ကြီးမှာလည်းတဦးနဲ့တူကစိတ် အလိုမကြိုက်တအားကြီးများနေတတ်တယ်တိမ်လုံးနဲ့တယောက်ဆိုသလိုမျိုးတွေလည်းဖြစ်နေတတ်တယ်ငွေရေးချေးကံလည်းဒီနေ့အတွက်ကောင်းတယ်နော်ရွှေမျိုးမိတ်ရွှေပေါင်းသင်းများရှိရနေပြီးတော့လေသူတို့ရှိကနေပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းတွေရရှိတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းတည်ထားနော်သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်ရတတ်တယ်စိတ်ညစ်တတ်တယ်ချစ်သူစီကနေပြီးတော့မမျှော်လင့်ဘဲနဲ့ လက်ဆောင်ရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာချက်သေးရောင်ပဲဖြစ်ပါတယ်။ရတရားအနေနဲ့မိမိအိမ်ရှိဘုရားမှာတင်မော်သည်ကက်လူပေးရမှာ ဖြစ်ပါလိမ့်ရှင်။ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ပိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ရှင်ကိုလွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တောင်ဟောစတန်ပဲဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာစီးပွားရေးကိစ္စလူမှုရေးကိစ္စတွေကအဆင်ပြေအောင်မြင်မယ်နော်။ကျန်စီသာသမီများအရာတွေလည်းဒီနေ့မှာအဆအဆအရေးအရအဆင်ပြေ အမိဒတ်တဲ့ငွေရေးကြီးကံလည်းအလွန်ကောင်းတယ်နော်ငွေကြီးကံကောင်းတဲ့အဆင်ပြေတဲ့အချီရေးမှလည်းစမ်းနေတအပွင့်နေတတ်တယ်ကျမရဲ့အနေနဲ့အယိုးနဲ့ပတ်သက်တဲ့အကျိုးနဲ့ပတ်သက်တာတွေကိုစိတ်ရှုပ်စဉ်းစားတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်ရတရာအနေနဲ့မိမိအရှိဖျားမှာသမင်းစီစံကလူပေးရမှာဖြစ်ပါလိမ့်ရှင် ။နေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတဆင်အောင်လွဲမပါစေ။2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့အင်္ဂါသားသမီးများအတွက်ဒီနေ့တာဟောစရံပဲဖြစ်ပါတယ်။ င်ကသားသမီးများအတွက်ဒီနေ့မှာအလုံးမှာမျော်လင့်မထလားအောင် အောင်မြင်မှုတွေတိုးတက်မှုတွေရရှိတတ်တဲ့ဝေးချေးကံလေအလွန်ကောင်းတဲ့နေ့မျိုးဖြစ်တယ်เนาะအဖက်ဘက်မှာလည်းကံအခွင့်လန်းဒီဒီနေ့အတွက်အားကြီးကိုကောင်းနေတတ်တယ်ဘာပဲလို့လို့ရရဲ့တင်းတင်းသာလှုပ်ဆောင်မှအဆင်ပြေအောင်မြင်မယ်เนาะကျမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချစ်ရေးမှလည်းတာရတယ်เนาะအကျိုးပေးတဲ့ကဏ္ဍကတော့ နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာ ကောင်းခြင်းပေါင်းကတ်လူပေးရမှာဖြစ်ပါတယ်ရှင်။ခொနီယဒန်မိမရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ရှင်ကုန်လွှဲမှာပါစေ။ 2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောစရံပဲဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာ ဟိုဟာလောက်ရမလို့ဒီဟာလောက်ရမလို့ဟိုလောက်လည်းမပြီးဒီလောက်လည်းမပြီးတို့လို့တန်လန်းနေဒီနေ့အတွက်ဖြစ်နေတတ်တယ်ဆုံးဖြတ်ခက်တဲ့အချိန်ဒီအချက်တဲတွေနဲ့ဒီနေ့မှရင်ဆိုင်ကြုံတွေ့ရတတ်တယ်အိမ်တော်ရင်းမှလည်းတုံးနဲ့တူကအထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းသတိထားနော်လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိန်ရင်းမှလည်းဒီနေ့အတွက် တဦးနဲ့တူကစကားများညှိကုန်ရတာမျိုးတွေဖြစ်တတ်တယ်ဒီနေ့အကျိုးပေးတဲ့ဒဏ္ဍာန်က၄နဲ့6ဖြစ်ပြီးအကျိုးပေးတဲ့အရောင်မှာရွှေဝါရောင်ပဲဖြစ်ပါတယ်ရေရီယာအနေနဲ့မိမိအိမ်ရှိပြားမှာကော်ပြန့်ကြော်ကလူပေးရမှာဖြစ်ပါတယ်ရှင်ကိုနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ ဟောပြောချက်တွေကတက်တက်စင်အောင်လွှဲမှာပါစေ2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့စာသာပရိသတ်သမီးများအတွက် တနေ့တန်ဟောစကံပဲဖြစ်ပါတယ်။ခြားသာပရိသတ်သမီးများအတွက်ဒီနေ့မှာရဝေးမှာရှိရပြည်ပမှာရှိရမိတ်ဆွေဆွေမျိုးတွေစီကနေပြီးတော့ဝန်တာဆရာတင်းကောင်းနေကြရတတ်တယ်။အဖိုးတန်နဲ့လျှက်စစ်ပစ္စည်းဒူးတဲ့ကြီးတဲ့ပစ္စည်းတွေလည်းဒီနေ့အတွက်ဝန်လာတတ်တယ်။ငွေကြီးကံတွေအလွန်ကောင်းတယ်နော်။ငွေကြီးကံတွေအဆင်ပြေတယ်။ကျန်းမာရေးအနေနဲ့လက်တစ်ဖက်ကြိုက်တာနာတာမျိုးတွေဖြစ်တတ်တယ်။အချိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့ 6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှအနီရောင်ပဲဖြစ်ပါတယ်။ရရယာအနေနဲ့မိမိအိမ်ရှိပြားမှာပုံဒီစိတ်6စိတ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ကိုနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေက တက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစရံပဲဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာအစအစအရရအရှင်ပြေအောင်မိမဲ့နေ့မျိုးဖြစ်ပါတယ်ရွေထားတဲ့လုပ်ငန်းတွေရဲရဲသားလှုပ်ဆောင်မှာအရှင်ပြေအောင်မိမယ်နော်ဆွေမျိုးမိတ်ဆွေအရင်းများကြောင့်လေဒီနေ့မှာသူတို့အတွက်တွေကိုကိုက ပူပင်တော့ကတွေစိတ်တော့ကတွေရောက်ရတတ်တဲ့ကျမရဲ့အနေနဲ့တတိထားနော်ရှီဘူးလောင်နာမီးဘူးလောင်နာအပူလောင်နာမျိုးတွေဖြစ်တတ်တဲ့အချီရင်နဲ့အိမ်တော်ရင်းမှလည်းသားရတယ်နော်အချိုးပေးတဲ့ကဏန်းကတော့၃နဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအစိမ်းအောင်နဲ့အစိမ်းရင်းရင်းအရောင်ပဲဖြစ်ပါတယ်ရရရအနေနဲ့မိမိအိမ်ရှိပြားမှာဘုတ်စီကျော်ကက်လူပေးရမှာဖြစ်ပါတယ်ဘုတ်စီကျော်အစင်မပြေအကျော်လူလို့ရရင်နော် ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့စနေသားသမီးများအတွက် တနေ့တာဟောစရံပဲဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာကံအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ် ကြံစီသားသမီးအရာရာတွေကိုရရဲတာလှုပ်ဆောင်မှာစတုကိစ္စရှယ်ယာကိစ္စအစုစတုရှယ်ယာစာချုပ်ကိစ္စတွေဘို့တော့လုပ်မယ်ဆိုရင်အဓုသတိဓာပြီးဆောင်ရွက်နော်အစင်မပြေဖြစ်တတ်တဲ့ကျမ်းမာရေးအနေနဲ့လက်တပတ်ကြိုက်တာနာတာမျိုးတွေခံစားရတတ်တဲ့ဝေရေးကြီးကံလေဒီနေ့အတွက်ကောင်းတယ်နော်ချစ်သူစီကနေပြီးတော့မပြုံးလေးပဲနဲ့လက်ဆောင်ရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့ ၃နဲ့၅ဖြစ်ပြီးအကျိုးပေးတဲ့ရောင်မှာနီနီရင်းရင်းရောင်ပဲဖြစ်ပါတယ်နီနီရရနဲ့ချက်သေးအောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိအရှိပြားမှာစီးဖြော်ရေးကက်လူပေးရမှာဖြစ်ပါရှင်